ရှင်းရှင်းတုန်းကတထီးတူးမှာตาယောက်ျားလေးတွေရှိတဲ့အဲ့ဒီတထီးကအုံမင်းမစွမ်းရှိလို့သွားကျိုးဇပင်ကဖြူနာထိုင်ခါအတိုင်းဖြစ်ရုံမကဘူးခဏခဏဖြားလိုက်နာလိုက်ဖြစ်နေရောတေတော့မှာပဲလို့ထင်တာနဲ့ตาတွေကိုခေါ်ပြီးလူကြီးဆုံရရှိမှာလဲရီယာရီရွှေငွေပစ္စည်းတွေကိုအငွေဖြစ်နဲ့ခွဲဝေပေးလိုက်တဲ့ ဒါပေမဲ့တထင်းအိုကြီးကအင်မတန်အသက်ပြင်းတယ်။တေကံမရောက်တက်မပြောက်ဆိုသလိုဖျားတာဖျားတယ်၊နာတာနာတယ်၊မသေးဘူးတဲ့။တနှစ်ကုန်တနှစ်ကူးပေမဲ့မသေးဘူးဆိုတဲ့ဇွဲနဲ့အသက်ရှင်နေတာပဲတဲ့။အဲ့ဒီလိုအသက်ရှင်လေးဒုက္ခများဒုက္ခရောက်နေပေါ့။အိုလို့မင်းလို့ဒုက္ခရောက်ရတာတမျိုးဖျားနာလို့ဒုက္ခရောက်ရတာကတမျိုး။သားတွေကမတရားလို့ညှဉ်းညင်းကြင်ကြဲတာလေ။ ခံရတဲ့အတွက်ဒုက္ခရောက်ရတာတမီးသူခမရမှာဒေဂန်ကြီးမှအတော့ပင်မစင်းရဲ့ရှာတဲ့ဟိုအရင်တုန်းကတော့အမွေမရသေးလို့သားတွေဟာမျက်နှာလိုချွေးရနဲ့ဖေဟိုကြီးကိုသူ့ထက်ငါတာအောင်လှုပ်ကြွေးပြုစုကြတယ်အခုအမွေရပြီးပြီဆိုတော့အဖေဟိုကြီးကိုဂယုံဆိုင်ကြတော့ဘူးမြ мян တေးမြ мян အေးမှာပဲလို့အောင်းမိပြီးအသက်ရှင်နေတာကိုပဲမနာလိုဖြစ်နေတဲ့အတွက်ညှို့ညင်ကြိမ်ဆဲကြတယ်တနေ့ကြတော့ တထင်းဟိုကြီးစီကိုမင်းဆွေဟောင်းတယောက်ဟာမာချောင်းတာချောင်းတရေမင်းရောက်လာတဲ့သူတို့နှစ်ဦးတွေ့ကြတဲ့အခါရှေဟောင်းနှောင်းဖြစ်တယ်ကိုမင်းရင်ရှက်ရင်နဲ့ပြောကြတာပေါ့ဒီလိုပြောရင်းနဲ့တထင်းဟိုကြီးကသားတွေကိုအမွေခွဲပြီးတဲ့အကြောင်းသားတွေကမတထားလို့ညုံညင်ကျင်စေတဲ့အကြောင်းတွေကိုအသေးအနာရှိကြနဲ့ပြောပြတာပေါ့အဲ့ဒီတော့မိတ်ဆွေလည်း ်စိတ်မကောင်းဘူးပေါ့အဲ့ဒါကြောင့်အကြံထုတ်ပါဦးမယ်အကြံရတဲ့အခါအကူညီပေးပါမယ်လို့မှာကြားပြီးပြန်သွားတဲ့။ရဲ့အနေငယ်ကြတော့အဲ့မိတ်ဆွေဟာတထင်းအိုကြီးအိမ်ကိုလှဲစီးပြီးရောက်လာတယ်။ရောက်တယ်ဆိုရင်ပဲကြောက်ခဲနဲ့တလဲတွေအပြည့်ထည့်ထားတဲ့အိတ်ကြီးတွေကိုထမ်းချလာပြီးတထင်းအိုကြီးရဲ့အိမ်ယာနာမှာထားတယ်။ထားပြီးတော့ဟောတယ်လို့ပြောတာပေါ့။ကဲတထင်းကြီးရဲ့ ကျွန်တော်လာတဲ့တည်င်းကိုတထေးကြီးရဲ့သားတွေကြားကြလိမ့်မယ်။ကြားရင်မင်းမြန်းစုံလန်းကြလိမ့်မယ်။အဲ့ဒီအခါတထေးကြီးကဟန်လုပ်ဖို့အရေးကြီးတယ်။ဟုတ်ရဲ့လား။အခုကျွန်တော်လာတာတထေးကြီးရဲ့အကျွေးတွေကိုဆက်ဖို့လာတာလို့ပြောပါ။အဲ့ဒီကြောက်ခဲတဲ့အိတ်တွေကိုငွေအိတ်တွေပါလို့ပြောပါ။ဒီတော့တထေးကြီးစီမှာငွေတွေအများကြီးရှိသေးတယ်လို့မှတ်ကြလိမ့်မယ်။အဲ့ဒီအခါတထေးကြီးရဲ့သားတွေကတထေးကြီးကိုဝယ်ယူဆိုင်ကြလိမ့်မယ်။ဒါပေမဲ့အိတ်ကြီးတွေကိုတော့မကင်စင်နဲ့နော်။လုံးလုံးချုံချုံတင်းထားပါ။ ဲကျွန်တော်သွားလိုက်အောင်မယ်လို့ပြောပြောဆိုဆိုနဲ့လှဲစီပြီးပြန်သွားရောတဲ့အဲ့ဒီနေမှာပဲတထေးကိုကြီးရဲ့တားမိုက်တွေဟာတင်းကြကြတာပေါ့တထေးကိုကြီးအခန်းထဲမှာငွေအိတ်ကြီးတွေရောက်နေတယ်လို့ကြတော့အဲ့ဒီတားလုတဲ့လူတွေဟာတရေတများများကြာပြီတထေးကိုကြီးကိုမျက်နှာလုကြပြန်တာပေါ့လေအရှက်ကနှဲပါပြီးတော့အချိုတမျိုးအချင်းတမျိုးအပူတမျိုးအအေးတမျိုးစားစရာတောက်စရာတွေကိုကြိုးကြိုးစားစားချက်ပြုတ်ပြီး ပွဲကြီးပွဲငယ်နဲ့ကြွေးကြတိုက်ကြပြုစုကြတဲ့အဲ့ဒီလိုနဲ့အဖိုးကြီးကအသက်ရှင်သွားလိုက်တာမိစာကုံးစီခန်းဆိုသလိုနောက်ဆုံးမတတ်နိုင်တော့မှသေရှာတဲ့အဖိုးကြီးလည်းသေရောတစ်ချိန်လုံးမျက်စုံထိုးနေကြတဲ့သူ့သားတွေကသူ့ထက်ငါအရင်ဦးအောင်အလူရဲ့နဲ့အိတ်ခမ်းလေးပြေးဝင်ပြီးတော့အိတ်ကြီးတွေကိုဖွင့်လိုက်ကြအထဲမှာဘာတွေကိုတွေ့ရလဲဆိုတော့ chồng khe nè tờ lê gì vậy đấy ha ha ha